မင်္ဂလာပါရှင်ရွှေကုံကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့နှစ်နှစ်အတွင်းလူကုန်ကူးမှု69မှုရှိခဲ့တယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်ပြီးခဲ့တဲ့2024-2025ခုနှစ်တွင်လူကုန်ကူးမှု69မှုရှိခဲ့ကြောင်းသိရပါတယ်အဲ့ဒီအထက်က48မှုဟာတရုတ်ဇနီးများဖြင့်ရောင်းစားခံရတဲ့အမှုများဖြစ်ပါတယ် ၎င်းချက်လက်များကိုနေပြည်တော်ရှိမြန်မာနိုင်ငံရဲ့ထက်ဖွဲ့ဌာနချုပ်အရိန္ဒမခမ်းမမပြုလုပ်တဲ့လူကုန်ကူးမှုတာစီကာကိုရင်းနဲ့လူကုန်ကူးခံရသူများအားအကာအကွယ်ပေးရေးဆိုင်ရာလုပ်ငန်းကော်မတီအစည်းအဝေးမှာတည်ရပါတယ်။လုပ်ငန်းကော်မတီအစည်းအဝေးတွင်ပြည်တွင်းကိုရောက်ရှိတဲ့အချို့သောတရုတ်လူမျိုးများဟာမြန်မာအမျိုးသမီးများကိုဇနီးသားများအဖြစ်စီရင်ခေါ်ဆောင်ပြီးရောင်းစားနေတဲ့အတွက်တတိထားရန်လူချောင်းလေးပြည်ထရေးတွင်ကြီးဗိုလ်ချုပ်အောင်ကျော်ကပြောကြားပါတယ်။ ြည်ထောင်ဝင်ကြီးဌာနအနေဖြင့်2024နဲ့2025ဇွန်လအတွင်းတရုတ်နိုင်ငံ48မှုလာအိုနိုင်ငံတမှုကမ္ဘောဒီးယားတမှုနဲ့ပြည်ရင်း18မှုစစ်စုပေါင်းလူကုန်ကူးမှု68မှုကိုအရေးယူနိုင်ငံတွေလို့ဆိုထားကြောင်းသိရပါတယ်၎င်းမှုများတွင်အတ္တမလက်ထက်စီမှုပြည်တစားဖြင့်အတ္တမခိုင်းစီမှုအငားကိုရင်ဆောင်ခိုင်းမှုများလည်းပါဝင်ကြောင်းသိရပါတယ်ရှင်။